ယ်တွေကကင်းဝေးပြီးကိုစိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မအစီအစဉ်ပါ။ဒီနေ့မလ16ရက်ပေါ်တမှုနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ဂုံလူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့ဒေါက်တာစင်တီယာမောင်ကိုပညာရေးဝန်ကြီးဌာနကဝမ်းမြောက်ဂုဏ်ယူကြောင်းသိရလာပို့လိုက်တဲ့သတင်း။ထိုင်းရောက်မြန်မာရွှေပြောင်းအလုံသမားအရေးဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတွေနဲ့ လုံသမောင်းဝန်ကြီးဌာနတို့ပြေဆုံးဆွေးနွေးခဲ့တဲ့တဲ့ရခိုင်ပြည်မှာအကြမ်းဖက်ဆက်ကောင်စီနဲ့ပူးပေါင်းပြီးတော်လှန်ရေးတပ်တွေကိုစစ်တိုက်နေတဲ့အကြမ်းဖက်အာဆာခေါင်းဆောင်တွေကိုဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးရမိခဲ့တဲ့တဲ့စေရှုံအကြမ်းဖက်ဆက်ကောင်စီရဲ့အာရမစစ်သားစုဆောင်းခံရသူတပ်သားတအူးကညောင်ကျိုးတိုက်ပွဲမှာ ထွက်ပြေးလာပြီးအလင်းဝင်လာခဲ့တဲ့တဲ့အကြမ်းဖက်ဆက်အစိုးရကတနစ်ကျော်အတွင်းမှာပြည်သူ၄၀ကျော်ကိုအရှင်လက်လက်မိရှို့တပ်ဖြတ်ခဲ့တဲ့တဲ့ ဒီကနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းဆန္ဒပြလူလူတပိတ်တရင်တွေပဲဖြစ်ပါတယ်ရှင်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဂုံတူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့ဒေါက်တာစင်တီယာမောင်ကိုပညာရေးဝန်ကြီးဌာနကဝမ်းမြောက်ဂုဏ်ယူကြောင်းတဝန်လာပို့လိုက်တဲ့တရင်ပဲဖြစ်ပါတယ်ရှင်။မေရော်စေကန်းတီထောင်သူဒေါက်တာစင်တီယာမောင်ဂုံတူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့အပေါ်မြန်မာနိုင်ငံရဲ့အစိုးရပညာရေးဝန်ကြီးဌာနက ဝမ်းမြောက်ဂုဏ်ယူကြောင်းသွင်းလာကိုဒီနေ့ရက်စွဲနဲ့ပေးပို့လိုက်ပါတယ်။ဒေါက်တာစင်တီးယားမဟာ2025ခုနှစ်မတ်လ17ရက်ကကျင်းပခဲ့တဲ့နရီစုဝမ်တက္ကသိုလ်ရဲ့2023ပညာသင်တဲ့အတွက်ပွဲနှင်းသဘင်မှာဂုဏ်ထူးဆောင်ပါရဂူဘွဲ့အာဆီယံလေးလာမှုကိုရရှိခဲ့ရပါ။ဒေါက်တာစင်တီးယားမကမေရော်ဆေးကန်းကို1989ခုနှစ်မှာ မြန်မာထိုင်းနယ်ဆက်မဲဆောက်မြို့မှာတည်ထောင်ခဲ့ပြီးအကြမ်းဖက်ဆဲအုပ်စုရဲ့ဖိနှိပ်မှုများကြောင့်ထွက်ပြေးတိမ်းရှောင်လာတဲ့မြန်မာဒုက္ခသည်များအတွက်ကျန်းမာရေးလူမှုရေးပညာရေးဆိုင်ရာကိစ္စတွေမှာပံ့ပိုးပေးနေသူတအုပ်ဖြစ်ပါတယ်ဒေါက်တာစင်ဒီယာမောင်အခုလိုဂုံတူးဆောင်ပါရဂူဖွဲ့ချင်းမြင့်ခံခဲ့ရတဲ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနအနေနဲ့အထူးဂုဏ်ယူဝမ်းမြောက်တယ်လို့တုံ့ဝန်လာထဲမှာဖော်ပြထားပါတယ်ရှင် တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုံသမားရေးဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတွေနဲ့အလုံသမားဝင်ကြီးဌာနတို့တွဲဆောင်ဆွေးနွေးခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုံသမားရေးဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရအလုံသမားဝင်ကြီးဌာနတာဝန်ရှိသူတို့အကြားတွဲဆောင်ဆွေးနွေးခဲ့ကြတယ်လို့အစိုးရဝင်ကြီးဌာနကဒီကနေ့မှတဲ့ရင်ထုတ်ပြန်ပါတယ်။အလုံသမားဝင်ကြီးဌာနမှညွှန်ကြားရေးမူ ဥနိုင်ထွန်ဦးဥဆောင်တဲ့အဖွဲ့နဲ့ထိုင်းနိုင်ငံရောက်မြန်မာရွှေပြောင်းအလုပ်သမားကြီးဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတွေတွေ့ဆုံဆွေးနွေးခဲ့တာပါတွေ့ဆုံပွဲမှာအလုပ်သမားဝန်ကြီးဌာနတာဝန်ရှိသူများမှသက်ဆိုင်ရာနေမြင်လိုက်အလုပ်သမားကြီးဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းများကိုမြန်မာရွှေပြောင်းအလုပ်သမားများနဲ့ပတ်သက်ပြီးလက်လောကျုံတွေ့နေရတဲ့ပြဿနာများနဲ့ဖြေရှင်းဆောင်ရွက်ရမယ့်နည်းလမ်းများအားအကြံပြုဆွေးနွေးခဲ့ပါတယ်ရှင် ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ရခိုင်ပြည်မှာအကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော်လှန်ရေးတပ်တွေကိုစစ်တိုက်နေတဲ့အကြမ်းဖက်အာဆာခေါင်းဆောင်တွေကိုဘင်္ဂလားဒေ့အစိုးရကဖမ်းဆီးရမိခဲ့တဲ့တွင်ပဲဖြစ်ပါတယ်ရှင်။ရခိုင်ပြည်မှာအကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော်လှန်ရေးတပ်တွေကိုစစ်တိုက်နေတဲ့အကြမ်းဖက်အာဆာခေါင်းဆောင်တွေကိုဘင်္ဂလားဒေ့အစိုးရကမလ18ရက်မှာဖမ်းဆီးလိုက်တယ်လို့ဘင်္ဂလားဒေ့အခြေစိုက်သတင်းဌာနတွေကဖော်ပြခဲ့ကြပါတယ်။ဘင်္ဂလားဒေ့သတင်းဌာနတွေမှာ အာစာအကျန်းဖက်အဖွဲ့ခေါင်းဆောင်အာတာဦးလာအဘူအာမာဂျူနာနီ58နှစ်ကိုနောက်လိုက်တပည့်ဆယ်ဦးနဲ့အတူမြို့တော်ဒါကာရဲ့အရှိတောင်ဘက်16ကီလိုမီတာအကွာနာရာရန်ဂျနီခရိုင်မြို့မှာမလ18ရက်ကဖမ်းမိခဲ့လို့ဖော်ပြခဲ့ရပါအခုဖမ်းဆီးရရှိမှုကထောက်လန်းရေးသတင်းတွေကို အခြေခံပြီးတော့အထူးစစ်ဆေးရေးနဲ့ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းဖော်ပြထားကြပါဗျာ အဆိုပါဖမ်းဆီးမှုအတွင်းဘင်္ဂလားဒေ့နိုင်ငံသုံးဝင်တာကာ21တသမ39သိန်းဒါတချောင်းတမနိကျိုးတချောင်းနဲ့လက်ပတ်နိုင်လေးလုံးတို့ကိုသိမ်းဆည်းရမိခဲ့ပါတယ်။အာစာခေါင်းဆောင်တွေကိုဘင်္ဂလားဒေ့အစိုးရကဖမ်းဆီးလိုက်တဲ့အပေါ်နေပြည်တော်ကအကြမ်းဖက်စစ်ကောင်ဆောင်တွေစိုးရိမ်ပူပန်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဌာနပြောင်စုဝင်ကြီးဒေါ်စင်မအောင်ကလူမှုကိန်းရမှာရေးသားခဲ့ပါတယ်။ဘင်္ဂလားဒေ့ကအာစာခေါင်းဆောင်တွေကိုဖမ်းတာဗက်နဲ့နေပြည်တော်က ပါထရပြည်ရေးဝင်ကြီးဟောင်းတို့စကားစခေါင်းဆောင်များတို့ကနေမထိထိုင်မသာစိတ်ပူနေရတာလဲလို့ပြောင်စုဝင်ကြီးဒေါ်စင်မာအောင်ကလူမှုကွန်ရက်မှာရေးသားလိုက်တာပါ။အာဆာအကြံဖက်အဖွဲ့ကအကြံဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ရခိုင်ပြည်တိုက်ပွဲတွေမှာအကြံဖက်စစ်ကောင်စီဘက်ကနေပါဝင်တိုက်ခိုက်နေရပါ။ဒါအပြင်အာဆာအဖွဲ့ဝင်တွေကမွတ်စလင်ဒုက္ခသည်များအားတပ်ဖြတ်တာ၊ပြန်ပေးဆွဲတာ၊ညှဉ်းပန်းနှိပ်စက်တာနဲ့ချိန်ချောက်တာအစရှိရဲ့ဆေးရဆွမှုမြောက်တဲ့ ုပ်ရက်တွေကိုပြုတ်လောက်ခဲ့ကြတယ်လို့45 right အဖွဲ့ကလည်းအစီရင်ခံစာထုတ်ပြန်ထားပါတယ်။အာစာကောင်းဆောင်ကိုသာတည်တည်ချာချာဆစ်နိုင်မယ်ဆိုရင်ရခိုင်ပြည်နယ်အတွင်းစစ်တပ်ကျူးလွန်ခဲ့တဲ့ရက်ဆက်ရုံမာမှုတွေအကုန်လုံးဘူးပေါ်သလိုပေါ်နိုင်တယ်လို့နိုင်ငံရေးလှလသူများကသုံးသပ်နေကြပါတယ်။45 right အဖွဲ့ကတော့ဖန်စီရမိထားတဲ့အာစာကောင်းဆောင်တွေကိုနိုင်ငံတကာတရားစီရင်ရေးရန်ရာတွေနဲ့လှုံ့ဆော်မှုအတွက်လဲဘင်္ဂလားဒေ့အစိုးရကိုတိုက်တွန်းထားပါတယ်ရှင်။ တင်ဆက်ပေးခြင်းတဲ့တွင်ကတော့စစ်ရှုံးအချက်ဖက်စစ်ကောင်စီရဲ့အာရမစစ်သားစုဆောင်ခံရသူတပ်သားတို့ကညောင်ကျိုးတိုက်ပွဲမှာထွက်ပြေးလာပြီးအလင်းဝင်လာခဲ့တဲ့တွင်ပဲဖြစ်ပါတယ်ရှင်။စစ်ရှုံးအချက်ဖက်စစ်ကောင်စီရဲ့အာရမစစ်သားစုဆောင်ခံရသူကပါစ96ခွန်တပ်သားနန်းလင်းသူကပဲခူးတိုက်နဲ့ရခိုင်ပြည်နယ်အဆက်ရှိညောင်ကျိုးတိုက်ပွဲမှာထွက်ပြေးလာပြီးမလ16ရက်မှာလက်နက်မဲ့အလင်းဝင်ရောက်လာတယ်လို့တာယာဝရီခိုင်တရင်383နှစ် တက်ခွဲလေးမြောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့ထမ်းမှသိရပါဗျ။အဆိုပါတက်သားမှာဘကိုးတိုင်းတာယာဝရီခိုင်ဂျိုးပင်ကောင်းမြို့နယ်ငှက်ကြီးတိုက်အုပ်စုရေးပြန်စင်ရိုးကြီးရွာမှာ2024ခုနှစ်စက်တင်ဘာလ18ရက်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ပေါ်တာဆွဲဖမ်းဆီးခံရပြီးအကြမ်းဖက်တပ်ထဲရောက်ရှိခဲ့တာဖြစ်ပါတယ်။အလင်းဝင်လာတဲ့တပ်သားနန်းလင်းသူကမုံပြည်နယ်တန်ဖြူစီရဲ့မြို့နယ်တွေကအကြမ်းဖက်စစ်တပ်ရဲ့ဝဲကလိအမှတ်လေးတပ်မတော်တန်းမြင့်လေးကျင်ရဲကြောင့်မှပြည်သူစစ်မှုထမ်း အပတ်စဉ်6တန်းတန်းဆင်မီနာအခုအချိန်အပါအဝင်၃ချိန်တိုင်တိုင်ထွက်ပြေးဖို့ကြိုးစားခဲ့ပြီးမှအလင်းဝင်ရောက်လာနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ်တပ်သားနှင်းလင်းသူကအလင်းဝင်ရောက်နိုင်ခဲ့ပြီးတဲ့နောက်တော်လိုင်းရဲဘော်တအုပ်ဖြစ်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုပြန်လည်တိုက်ခိုက်သွားမယ်လို့ပြောပါရယ်ပြည်သူတွေကိုအမျိုးမျိုးဒုက္ခပေးနေတဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်အောင်မှာတာဝန်ထမ်းဆောင်နေကြတဲ့တပ်သားတွေအပါအဝင် ပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုထမ်းနေရတဲ့စစ်မှုထမ်းတပ်သားတက်တွေအနေနဲ့အမြန်ဆုံးအလင်းဝင်ကြဖို့နဲ့လက်နက်နဲ့အတူလင်းဝင်ရောက်လာပါကထိုက်ထိုက်တန်တန်စုချင်းမြင့်သွားမယ်လို့သိပေးထုတ်ပြန်ထားပါတယ်။ဆလာတင်ဆက်ပေးခြင်းတဲ့တွင်ကတော့အကြံဖက်ဆဲအစုကတနစ်ကျော်အတွင်းမှာပြည်သူ၄၀ကျော်ကိုအရှင်လက်လက်မင်းရှို့တက်ဖြတ်ခဲ့တဲ့တွင်ပဲဖြစ်ပါတယ်ရှင်။ အကြံဖတ်ဆဲအုပ်စုကတနစ်ကျော်အတွင်းမှာပြည်သူ40ကျော်ကို အရှင်လက်လက်မိရှုတက်ဖြတ်ခဲ့တယ်လို့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်း AAPP စီးရင်တွေအရသိရပါဗျာ။အကြံဖတ်ဆဲအုပ်စုက2024ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေ2025ခုနှစ်မတ်လ18ရက်နေ့အထိနိုင်ငံတော်မှာပြည်သူ42ဦးကိုအရှင်လက်လက်မိရှုတက်ဖြတ်ခဲ့တာဖြစ်ပြီးဖမ်းဆီးတက်ဖြတ်ပြီးနောက်ရုပ်အလောင်းမိရှုခံရသူအရေအတွက်က30ဦးထိရှိရလို့ AAPP ရဲ့အစည်းအဝေးအရဖော်ပြထားပါဗျာ။ အဆိုပါမီးရှို့တပ်ဖြတ်ခံရသူကတပ်ဖြတ်ပြီးမှမီးရှို့ဖျက်ဆီးခံရသူတွေအကုန်လုံးကို အမိနဲ့တကွမှတ်တမ်းတင်ထားနိုင်တယ်လို့ AEPB ကအသိပေးထားပါတယ်။အဆိုပါတေဆုံးမှုထဲမှာသခိုင်းတိုင်းက24ဦးနဲ့အများဆုံးဖြစ်ပြီးတော့မကွေးတိုင်းက20ဦးနဲ့ဒုတိယအများဆုံးဒေသဖြစ်ခဲ့ရတယ်လို့သိရပါတယ်။2021ခုနှစ်ဖေဖော်ဝါရီတရက်မတရားအာဏာလုယူဖြစ်စဉ်စတင်ချိန်မှ2025ခုနှစ်မတ်လ18ရက်အထိအကြမ်းဖက်ဆုပ်အုပ်စုနဲ့လက်ပါစင်များကြောင့်ຫນွေဦးထွက်လာရေးကာလအတွင်း ိတ်ဆုံးခဲ့ရတဲ့ဒီမိုကရေစီရေလှုံ့ရှားသူတွေနဲ့ပြည်သူစုစုပေါင်းမှာ6410ဦးရှိခဲ့ပြီလို့လည်း AAPP စီးနေမှာဖော်ပြထားပါတယ်။ဒါအပြင်ဖန်စီခံခဲ့ရသူစုစုပေါင်း28896ဦးရှိပြီးအဲ့ဒီအထက်က22094ဦးမှာထိမ့်သိမ့်ခံနေရဆဲဖြစ်ကထိမ့်သိမ့်ခံနေရသူများအနက်မှာ16658ဦးမှာထောင်နဲ့ချမှတ်ခံနိုင်ရတယ်လို့ဆိုပါတယ်ရှင်။ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝင်းက လူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ဖြတ်ချေမှုရေးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။သခိုင်းတိုင်းမြမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ကအကြမ်းဖက်ဆက်တက်ကြဆုံရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှချီတက်ခဲ့ကြပါတယ်။ဆနပြတော်လန်ပြည်သူတွေကရင်းမာပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ဆိုတဲ့စာသားကင်ဆွဲပြီးအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဟစ်ကြီးမှုတွေနဲ့ခြေတက်ဆနပြခဲ့ကြတာပါ ရင်းမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့အစသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ စကိုင်းတိုင်းဆက်လင်းကြီးမြို့နယ်လဗရောင်းတောင်ဒေသခံပြည်သူတွေကအပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့အစည်းရဲ့ပုံမှန်33ရာအကြံဖတ်စစ်ကောင်စီကိုချက်ချင်းရေးယူနိုင်ရေးအတွက်တိကျမှဆန္ဒပြချီတက်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေက ILO Implement Article 33 on မြန်မာနောင်း2025ဆိုတဲ့အစသားကင်ဆွဲပြီးအကြံဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြချီတက်ခဲ့ကြတာပါရင်းမပင်မြို့နယ်ရဲ့နောက်ပြန်မလဲခြင်းဒီတော်လည်ရေးတပိတ်စစ်ကြောင်းက အကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဒေါ်လန်ပြည်သူတွေကနောက်ပြန်မလဲကြီးဒီဒေါ်လန်ရေးတပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar 2025ဆိုတဲ့စာသားတွေကင်ဆောင်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီတောင်းသွင်းနေတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လွင့်မီဒေါင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့အစသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တက်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဆန္ဒပြတော်လှန်ပြည်သူတွေကနိုင်ငံမငြိမ်သက်မှုကြားတဲ့ကနေပဲအကြမ်းဖက်ဆက်တက်ကြာဆုံးရေးဆန္ဒပြတဲ့ဗိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပါဒါကတော့မလ16ရက်နေ့သတင်းတွေနဲ့လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်ရှင်။